မြစ်တနာမျိုးပေါ်မှာလူစီကားရနေရာများပါမကျန်နေခင်ပိုင်းအချိန်များမှာဆိုင်ကယ်နဲ့လူရဲမှုကျူးလွန်မှုများဖြစ်ပွားနေပြီးလုံခြုံမှုမရှိတဲ့အပေါ်တိရခံများအနေနဲ့စိုးရိမ်မှုမြင့်တက်နေတယ်လို့မြို့ခံများထံမှသိရပါတယ်လက်ရှိဖြစ်ပွားခဲ့တဲ့လူရဲမှုများဟာနေခင်ဘက်အချိန်လူတော်လူလာများတဲ့လမ်းမကြီးတွေမှာဖြစ်ပွားနေပြီးဆိုင်ကယ်စီးတဲ့အမျိုးသမီးတွေကိုဒါပြစ်မှတ်ထားနောက်ရောက်ခံကလူရဲမှုတွေကိုကျူးလွန်နေတယ်လို့ဒေသခံတူကဆိုပါတယ် လက်ရှိဖြစ်ပေါ်နေတဲ့လူရမှုပြဿနာကအမျိုးသမီးတွေကိုပဲပြစ်မှတ်ထားလာတာဟုတ်တယ်။အများဆုံးလူရမှုပြဿနာတွေကိုပြန်ကြည့်လိုက်ရင်လည်းအမျိုးသမီးတွေပဲဆိုင်ကယ်လူခံရတယ်၊နဂတ်လူခံရတယ်၊ဆွဲတူးလူခံရတယ်၊ပတ်စံအိတ်လူခံရတယ်။အဖြစ်စင်တွေမှာအမျိုးသမီးတွေပဲလူရခံနေရတာများတယ်လို့သူကရှင်းပြပါတယ်။ ဒီကရေလပိုင်းအတွင်းကဖြစ်ပွားခဲ့တဲ့ဆွဲချိုးဖြက်လူရက်ချင်းငကတ်လူရက်ချင်းဆိုင်ကယ်လူရက်ချင်းပတ်စံအိတ်လူရက်ချင်းအဲ့ဒီဖြစ်စဉ်တွေမှာမြို့ပေါ်ရက်ကွက်တွေဖြစ်တဲ့မြေမြင်းယူဇနာတက်ကုံစီတာဘူးစားရဲရက်ကွက်တွေမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်လက်ရှိဖြစ်ပွားနေတဲ့လူရက်မှုတွေညှော့နယ်ကြဆင်းစေဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများကဒေသခံပြည်သူများနဲ့ပူးပေါင်းပြီးပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိနိုင်ရေးအတွက်စီမံချက်ချမှတ်ကဖမ်းဆီးမှုများကိုလှုံ့ဆော်နေတယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါတယ် လက်ရှိမှာတော့ကျွန်တော်တို့အနေနဲ့လူရဲမှုတွေနည်းဖို့အတွက်စီမံချက်တွေချပြီးဆောင်ရွက်နေတယ်။အထူးကပြည်သူတွေအနေနဲ့လည်းဒီလိုဖြစ်စဉ်တွေအပေါ်ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့သူကပြောပါတယ်။မြစ်တနာမြို့နယ်အတွင်းယခုနှစ်ဇန်နဝါရီလမှဇွန်လအထိ6လအတွင်းခိုးဆိုးလူရဲပေါင်းအကြိမ်ရေ40နီးပါးရှိခဲ့ပြီးအချို့ဖြစ်စဉ်များမှာတက်ဆိုင်ရာနေမြေရေစခန်းများတွင် အမှုဖွင့်တိုင်တန်းထားခြင်းရှိသလိုအချို့မှာအမှုဖွင့်တိုင်တန်းထားခြင်းမရှိဘူးလို့သိရပါတယ်။